်္ဂါပါရှင်ရန်ကုန်ခစ်တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြမစစ်တပ်ကပြည်လုံးမဲ့ရွေးကောက်ပွဲမှာတွင်လင်းမြင့်တာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းတွေနဲ့မကန့်ညီဘူးလို့ပြည်သက်အစိုးရကကြေညာလိုက်တဲ့အပြင်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်နဲ့သမရဦးဝင်းမြစ်ကိုချက်ချင်းလွတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဝလမ်းမြို့နယ်အတွင်းစစ်ကြောင်းထုံမီရှို့နေတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရကြောင် စ်သား18ယောက်တိတ်ဆုံးပြီးစစ်တပ်ကစစ်သားအလောင်းတွေကို ဖြစ်တယ်လို့စွန့်ပစ်ခဲ့တဲ့တဲ့ရင်ပါဝင်ညနေခင်းတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ပြည်သက်အစိုးရကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ မနေ့ကကြာရောက်ခဲ့တဲ့2020ပြည်နှစ်မြမအထွေထွေရွေးကောက်ပွဲပစ္စမမြောင်းနှစ်ပတ်လည်နေ့ဆိုင်ရာထုတ်ပြန်ကြေညာချက်မှာအခုလိုအတိုင်းပြင်သစ်အစိုးရကပြောဆိုကြေညာလိုက်တာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာမြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲရဲ့ပြည်စမမြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ ဆက်အနာသိမ့်မှုနဲ့အတူအဲ့ဒီရွေးကောက်ပွဲရလဒ်တွေကိုခိုးယူခြင်းခံခဲ့ရတယ်လို့ပြင်သစ်အစိုးရကကြေညာလိုက်ပါတယ်။ဒါအပြင်ဆစ်အစိုးရကသူတို့ထိန်းချုပ်ထားတဲ့နေမြေဒေသတွေမှာ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကစတင်ကျင်းပမယ့်ရွေးကောက်ပွဲဟာပွင့်လင်းမြင်သာမှုလွတ်လပ်မှုအားလုံးပါဝင်မှုနဲ့အတိမတ်ပြုခံရမှုဆန်ရဆန်နှုံးတွေနဲ့မကိုက်ညီဘူးလို့ပြင်သစ်အစိုးရကကြေညာလိုက်ပါတယ်။ ဆီယာနာသိန်းအဖွဲ့ကတရားမဝင်အာဏာသိမ်းခဲ့ခြင်းကနေစတင်ပြီးနိုင်ငံရေးအကြောင်းပြချက်နဲ့ဖန်စီကပြစ်ဒဏ်ချမှတ်ခဲ့တဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုပြန်လွတ်ပေးဖို့ကိုလည်းပြင်သစ်နိုင်ငံကထပ်မံတောင်းဆိုလိုက်ပါတယ်။ဒါအပြင်စစ်တပ်ကအရက်သားတွေအ धिक ထိခိုက်နစ်နာရတဲ့လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကိုပြင်သစ်နိုင်ငံကရှုတ်ချပြီးမြန်မာပြည်သူတွေရင်ဆိုင်နေကြရတဲ့ဆိုးရွားတဲ့လူမှုဒုက္ခတွေနဲ့ ိတာထင်ရှားတဲ့ဒေတာဆိုင်ရာအကျိုးဆက်တွေပေါ်အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိတယ်လို့ပြင်းထန်အစိုးရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ပဋိပက္ခကိုငြိမ်းချမ်းစွာနဲ့ရေရှည်တည်တတ်စွာဖြည့်ရှင်းနိုင်ဖို့ကိုရည်ရွယ်တဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုပြင်သစ်နိုင်ငံကထောက်ခံတယ်လို့ဆိုပါတယ်။အဲ့ဒီသဘောတူညီချက်ပါချက်လက်တွေဖြစ်တဲ့အထူးသဖြင့်အကြံဖတ်မှုလျှော့ချဖို့နဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကိုပြုလုပ်ပေးဖို့အတွက်လည်းပြင်သစ်ကထပ်မံတောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာရေရှည်တည်တတ်မဲ့နိုင်ငံရေးပြည်လဲမှုနဲ့တည်မြဲနိုင်တဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်ဂျောင်းဝင်းညီနိုင်ပေးနေကြတဲ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့အထူးကိုယ်စားလှယ်အော်တမန်ဟာရှင်နဲ့ကုလသမဂ္ဂထွေထွေတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ဂျူလီဘီရှပ်တို့ရဲ့ဂျိုပန်အထုံးမှုတွေကိုပြည်သိနိုင်ငံကကြိုဆိုထားပါတယ်။အော်တိုဗလာတရက်နေ့ကလည်းပြည်သိသမ္မတမက်ခရွန်ကဒေါ်ဆန်းစုကြည်စီကိုစာရေးသားပေးဖို့ကပြည်သိနိုင်ငံအနေနဲ့ဒေါ်ဆန်းစုကြည်ကိုမမေ့ချောင်ထုတ်ဖော်ပြောဆိုထားပါသေးရဲ့ရှင်။ ကိုင်းနိုင်ဘက်ကိုကြည့်ရအောင်ပါစကိုင်းနိုင်ဝက်လက်မြို့နယ်အတွင်းမှာစစ်ကြောင်းထိုးမီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား18ယောက်သေဆုံးပြီးအလောင်းတွေကိုလည်းတင်စီရရှိခဲ့တယ်လို့ပြည်သူ့အစည်းအကမ်းတော်လိုင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့မှာဝက်လက်မြို့နယ်ရွာသားကြီးရွာကနေထွက်လာတဲ့ အင်အား180ခန်းပါစစ်တပ်စစ်ကြောင်းဟာရွာစင်ဘက်ကမီးရှို့ပြီးဝက်လက်မြို့တွင်းမှာရှိတဲ့အထိုင်စခန်းကိုတွားရောက်ချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရလို့သိရပါဗယ်။အဲ့ဒီတိုက်ခိုက်မှုတွင်မှာအကြံဖတ်စစ်တပ်ဘက်ကစစ်သား18ယောက်သေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးတပ်ပြက်ကဝက်လက်မြို့နယ်တွင်းမှာရှိတဲ့စစ်တပ်အထိုင်စခန်းကိုစုပ်ပြေးသွားပြီးတိုက်ပွဲအတွင်းမှာတော်လိုင်းရေးတပ်ဖွဲ့ဘက်ကလည်းရဲဘော်တအူထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါဗယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့အစည်းအကံတော်လိုင်းရေးတပ်ဖွဲ့လျှက်စီးပျောက်ကြားတပ်ဖွဲ့နဲ့ နတ်တောင်နဂါတပ်ဖွဲ့အပါအဝင်တော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။လက်ရှိချိန်မှာတော့အကြံဖက်ဆေအိုစုအားဝက်လက်မြို့နယ်အတွင်းကိုစစ်ကြောင်းတွေဖျန့်ကျက်ပြီးလှုပ်ရှားနေတာကြောင့်အချိန်မီမီထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်ကပြည်သူတွေအနေနဲ့လည်းတပ်ဆိုင်ရာဖွဲ့စည်းတွေရဲ့တတိပေးညွှန်ကြားချက်တွေကိုလိုက်နာကြဖို့နဲ့တော်လိုင်းရဲဘော်တွေကပြည်သူတွေရဲ့ရှေ့ကနေရေးရဲဝင်ဝတိုက်ပွဲဝင်နေတယ်လို့လည်းပြည်သူ့အစည်းကံတော်လိုင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူကဆက်လက်ပြောပါရယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကဝက်လက်မြို့နယ်အတွင်းမှာရှိတဲ့တမာကုန်းရွာ ရွာတော်ကုန်းရွာတတဲဦးရွာထုံးဖို့ရွာထုံးဖို့ရွာရှိပတ်တဒားညီနောင်အနီးကနေအိမ်တွေနဲ့မြင်းတော်ရွာတို့ကိုမီးရှို့ဖျက်ဆီးခဲ့ပါသည်။ဒါအပြင်ဝက်လက်မြွနယ်နောက်ချမ်းမှာရှိတဲ့ရွာသားကြီးထုံးဖို့တတဲဦးအပါအဝင်ကျေးရွာဆက်ရှိရွာကထောင်ထဲချတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်။ပဲခူးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ ပဲဂိုရိုင်းညောင်လင်းပင်မြို့နယ်စီပင်ကြီးရွာအုပ်ချုပ်ရေးမှုလည်းဖြစ်သလိုပြူစောတိကောင်းဆောင်လည်းဖြစ်တဲ့အပြင်ကြံဖို့အမာခံလည်းဖြစ်သူမင်းမင်းဦးပြစ်ခတ်ရှင်းလင်းလိုက်တယ်လို့ Nice Star Underground Force ပဲဂို region ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကနိုဗ ెంబ ာလ10ရက်နေ့ညနေ3:45မိနစ်ချိန်ကညောင်လင်းပင်မြို့နယ်စီပင်ကြီးရွာအုပ်ချုပ်ရေးမှုလည်းဖြစ်သလိုကြံဖို့ပါတီဝင်လည်းဖြစ်တဲ့အပြင်ပြူစောတိကောင်းဆောင်လည်းဖြစ်သူမင်းမင်းဦးကိုပြစ်ခတ်ခဲ့တာကြောင့်သူ့ရဲ့ဦးခေါင်းမှာတနတ်တန်ရနှစ်ချက် ကိုခန္ဓာမှာတနတ်တန်ရ၃ချက်နဲ့ပွဲချင်းပြီးသိဆုံးခဲ့လို့သိရပါဗျ။ပထမအကြိမ်လှုပ်ကြံပြစ်ခတ်ခဲ့ခြင်းကသိဆုံးခဲ့ပြီလို့သတင်းလွှင့်ပြီးစေယုံမှာစေကူတာမှုခံယူခဲ့တာကနေပြန်လည်ကောင်းမွန်လာခဲ့ပေမဲ့ဒုတိယအကြိမ်ပြစ်ခတ်မှုမှာတော့သိဆုံးခဲ့တာလို့သိရပါဗျ။မင်းမဲဦးကအခု2025ခုနှစ်ဇန်နဝါရီလ14ရက်နေ့ကလည်းပြစ်ခတ်ခံခဲ့ရခြင်းကတပည့်နှစ်ဦးသာသိဆုံးခဲ့ပြီးမင်းမဲဦးမှာမသေးပဲအသက်ရှင်လွမြောက်ခဲ့ကဥထွက်တန်ရနဲ့စေယုံမှာစေကူတာမှုခံယူခဲ့တာကနေပြန်လည်ကောင်းမွန်လာခဲ့တာလို့သိရပါဗျ။ ။ဒါအပြင်မင်းမင်းဦးကပထမအကြိမ်လှုပ်ကြံမှုကနေလွတ်မြောက်ခဲ့တဲ့အခါမှာတော့ညောင်လေးပင်မြို့နယ်စီပင်ကြီးရွာမှာမနေထိုင်တော့ဘဲဒိုင်ဦးမျိုးတရေမီလန်းဆောင်မိဘရဲ့အနီးမှာအိမ်တလုံးဝယ်ကနေထိုင်ခဲ့ပါတယ်။မင်းမင်းဦးဟာညောင်လေးပင်ခြေဆိုင်ပုံမှုနေလေးနဲ့ပူပေါင်းပြီးစစ်မှုထမ်းအဖြစ်လူငယ်တွေကိုဖမ်းဆီးတာငွေညစ်တာတွေကိုလှုပ်ဆောင်ကပြည်သူလူထုကိုနီးလန်းမျိုးစုံနဲ့ဒုက္ခပေးခဲ့လို့သိရပါတယ်။ ဒါအပြင်ပဲခူးတိုင်းတိုင်ဦးပြွန်တစားညောင်လေးပင်အခြေချမ်းမင်းမင်းဦးလိုမျိုးပြည်သူကိုဒုက္ခပေးနေတဲ့ပြစ်မှတ်တွေကိုလည်းထပ်မံရှင်းလင်းသွားမယ်လို့ Nine Star Underground Force ပဲခူးရီဂျင်ရဲ့တာဝန်ရှိသူကဆက်လက်ရှင်းလင်းပြောကြားပါတယ်ရှင်။ရခိုင်ပြည်ဘက်မှာတော့ရခိုင်ပြည်ပုံနာကျွန်းနယ်ပေါတုံမြို့နယ်တို့မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲတာကြောင့်ပြည်သူ၆ဦးတေဆုံးသွားတယ်လို့ရခိုင်ဒေသတည်င်းရေးမြစ်တွေနဲ့စစ်ဘေးရှောင်ကူညီရေးကွန်ရက်တချို့စီကနေသိရပါဗျ မနေ့ကနိုဘာဘာလ10ရက်နေ့နေ့လယ်2နာရီခွဲမှာရခိုင်ပြည်ပေါတောမြို့ကိုစစ်တပ်ကလေရင်နဲ့ပေါင်900ဘုံသုံးလုံးကျဲချခဲ့တာကြောင့်ပေါတောမြို့ပေါ်အခြေခံပညာထက်တန်းကျောင်းပေါ်ကိုကြားရောက်ပောက်ကွဲပြီးစစ်ပေးဆောင်ပြည်သူလေးဦးသေဆုံးခဲ့လို့သိရပါတယ်အဲ့ဒီလိုပဲမနေ့ကနေ့လယ်2နာရီဝင်းကျင်ချိန်မှာလဲစစ်တပ်ကပုံနာကျွတ်မြို့နယ်ကြောက်တန်ချေကျေးရွာစာတင်ကျောင်းတွင်အနီးပတ်ဝင်းကျင်ကိုဘုံးနေကျဲချခဲ့ပြီးစစ်တပ်နဲ့တွေလည်းပါပြစ်ခတ်ခဲ့တာကြောင့်ပြည်သူ့နှုတ်ဦးပွဲချင်းမိသေးဆုံးခဲ့ပါသေးတယ်။ရခိုင်စစ်ပေးဆောင်အကူအညီအကွန်ရက်ကအဖွဲ့ဝင်ကတော့ အခုရပိုင်းမှာရခိုင်ဘက်ကိုလေကြောင်းတိုက်ခိုက်မှုတွေအများများလာပြီးစစ်ရေးရဖိအားပေးတာတွေလှုပ်လာတဲ့သဘောဖြစ်တဲ့အပြင်ရှမ်းမြောက်မှာလည်းတိုက်ပွဲတွေကရပ်သွားပြီးဆိုတော့စစ်တပ်ကအခုရခိုင်ဘက်ကိုလှည့်လာတာလို့ပြောပါရယ်အကြမ်းဖက်စစ်တပ်ကရခိုင်ဒေသကိုလေကြောင်းပုံကျဲမှုနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်လာတာကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးမှုတွေတောက်လျှောက်ဆိုသလိုဖြစ်ပေါ်နေပါရယ်ပြီးခဲ့တဲ့နိုဘမ်ဘာလ9ရက်နေ့မနက်7:00နာရီခွဲမှာရခိုင်ပြည်ပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကြီးရွာကိုစစ်တပ်ကတိုက်လေရင်နဲ့ဘုံနှလုံးကျဲချခဲ့တာကြောင့် အမျိုးသမီး၄ဦးနဲ့အမျိုးသားတဦးစုစုပေါင်းပြည်သူ၅ဦးတေဆုံးခဲ့တဲ့အပြင်ပြည်သူ၇ဦးမှလည်းဒဏ်ရာများရရှိခဲ့ကြပါတယ်။အဲ့ဒီလိုပဲနိုဘမာလ9ရက်နေ့မနက်7:00နာရီချိန်တုန်းကလည်းစစ်တွေခြေဆိုင်ခမာယ3လေးလေးတရင်က120မမလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ပုံနာကျွန်းမြို့နယ်ကွန်းတောင်ကျေးရွာကအသက်55နှစ်အရွယ်မျိုးသားတဦးဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီအပြင်နိုဘမာလ9ရက်နေ့မနက်7:29မိနစ်အချိန်တုန်းကလည်း ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်အောင်ဖြူပြင်ကျေးရွာကိုလင်းရင်နဲ့ဘုံနှလုံးကျဲချခဲ့တာကြောင့်အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ပါသေးရဲ့ရှင်။မွန်ပြည်နယ်ဘက်ကိုကြည့်ရအောင်ပါ။မွန်ပြည်နယ်တထုံမြို့နယ်ကျေးရွာတွေကိုအကြံဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ့နှုတ်ထိခိုက်တံရရရှိခဲ့တယ်လို့ KNU တမတရဲတော်လိုင်းရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဘမ်ဘာ9ရက်နေ့မှာ Rhine Dwelling နဲ့ KNU တမတင်နေမြစ်ဖြစ်တဲ့ တထုံမြို့နယ်နောင်ကတုတ်ကြီးရွာရွှေကြည်ကျောင်းနှစ်ခွားနဲ့မယန်းကုန်းကြီးရွာမိချောင်းဝင်ကြီးရွာတို့ကိုတိုက်ပွဲမဖြစ်ပွားဘဲဘုံ23လုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တာကြောင့်နောင်ကတုတ်ကြီးရွာကမြို့သားအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်။စစ်တပ်ကဝိုင်တွဲလျင်နဲ့ဘုံတွေကျဲချခဲ့တာမှာရွှေကြည်တရားထိတ်ကိုဘုံ3လုံးဝင်းဖုံတောင်အနီးကိုဘုံ2လုံးနဲ့အခြား KNU တပ်မှတင်နေမြေတွေကိုဘုံတွေဇက်တိုက်ကျဲချခဲ့ပါတယ်။အဲ့ဒီလိုပဲနိုဝင်ဘာလ10ရက်နေ့ည10:00နာရီဝင်းကျင်အချိန်က မကွေးတိုင်းဆလင်းမြို့နယ်ကျဲချောင်းကြီးရွာမှာထိုင်းခြားတပ်ဆွဲထားတဲ့အကြံဖက်စစ်တပ်ကတောင်ကန်ကြီးရွာဘက်ကိုတိုက်ပွဲမဖြစ်ပွားဘဲလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပြည်သူညီနောင်ဆလင်းတင်းတင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။အကြံဖက်စစ်တပ်ကအခုရက်ပိုင်းအတွင်းမြန်မာနိုင်ငံတော်ဝန်သူတို့နယ်မြေစိုးမိုးမှုမရှိတဲ့ဒေသတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကိုအရှိန်ဟုန်မြင့်လှုပ်လာတယ်လို့တော်လိုင်းရေးတင်းရင်းမြစ်တွေစီကနေသိရပါရယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကတန်အန်းတက်မတော် TNL ထိန်းချုပ်နေပြီးနမတူမျိုးနယ်နဲ့နတ်ဖက်ကမျိုးနယ်တွေမှာမိုးဆက်မပြတ်ရွာသွန်းတာကြောင့်စိုက်ပျိုးထားတဲ့လေက40ကျော်ရင်းနှီးမြုပ်ပျက်စီးသွားတယ်လို့ TNL ကပြောပါရယ်။အခုနိုဝင်ဘာလအစပိုင်းကမိုးဆက်မပြတ်ရွာသွန်းခဲ့တာကြောင့်နမတူမျိုးနယ်နဲ့နတ်ဖက်ကမျိုးနယ်ကစိုက်ပျိုးမြေတွေရေကြီးရေရှမ်းမှုတန်ခံခဲ့ရပြီးအခုလိုထိခိုက်ပျက်စီးခဲ့တာလို့ဆိုပါရယ်။ နမတူမြို့နယ်မိုင်းစိန်ကြီးရွာကပြည်သူတွေစိုက်ပျိုးထားတဲ့လေယာဉ်က21ဧကကွဲအတွင်းကပဲတိနံတွေရင်းနှီးမြုပ်ပြီးပျက်စီးဆုံးရှုံးသွားတယ်လို့ဆိုပါရယ်။အဲဒီလိုပဲနမ်ဖက်ကမြို့နယ်ကဟိုမော်ချောင်းတရှောင်းရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့လို့ရေသိမ်းထားပြီးဖြစ်တဲ့စပားဧက24ဧကထပ်မင်းပျက်စီးဆုံးရှုံးသွားတယ်လို့ဆိုပါရယ်။မိုးဆက်မပြတ်ရွာသွန်းပြီးရေကြီးရေရှမ်းခဲ့တာကြောင့် မိုင်းဝီမျိုးကခြာဝနီပတ်ဝန်းကျင်လူနေထိုင်ရာနေရာတွေလည်းရင်းနှီးမြုပ်ခဲ့သလိုနမ်မတူမိုင်းပေါ်ဆက်သွယ်ထားတဲ့နမ်မြီးတရားလည်းရင်းနှီးမြုပ်သွားခဲ့ပြီးနမ်မတူမန်တုံလမ်းမကြီးလည်းမြေပြိုပျက်စီးတာတွေရှိခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘကိုးတိုင်းတိုင်ဦးမြို့နယ်ခမာရ440တရင်နဲ့ကြောက်ကြီးမြို့နယ်ခြေဆိုင်ခမာရ968တရင်တို့ကစစ်သား3ယောက်ဟာလက်နက်နှစ်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့တယ်လို့ရန်ကုန်တိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်။ နေ့ကနိုဗ ెంబ ာလ10ရက်နေ့မှာရန်ကုန်တိုင်းစစ်ဌာနတရင်း9331ဘျူဟာစစ်ကြောင်းတစ်ကိုဆက်သွယ်ကအကြံဖတ်စစ်တပ်လက်အောက်ခံတိုင်ဦးမြို့နယ်အခြေဆိုင်ခမာယ440တရင်းကတသားညီပုနဲ့ခမာယ59တရင်းကတသားနဲ့တသားစောစောမိုးတို့ကလက်နက်ခေရံတွေယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တာပါ။ အဲ့ဒီလိုအလင်းဝင်ရောက်ခဲ့တဲ့စစ်သားတွေကိုလှုပ်ထုံးလုံးနေတဲ့အညီစီစစ်လက်ခံပြီးလက်လက်ခဲရန်တွေနဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့စစ်သားနှုတ်ဦးကိုတော့ဂွန်ပြူစုငွေတွေလည်းချိမြင့်ပေးခဲ့သလိုလက်လက်မဲ့အလင်းဝင်လာသူကိုလည်းလူခွင့်ရင်နဲ့အညီထိမ့်သိမ့်ထားရလို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်လက်နက်ချပြီးပြည်သူနဲ့ပူးပေါင်းလို့တဲ့စစ်ကောင်စီတပ်သားတွေကိုရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေလက်ခံကြိုဆိုနေပြီးလူခွင့်ရဲ့ပြေဝရရှိမှာဖြစ်တဲ့အပြင်လက်နက်နဲ့ပြည်သူရင်ခွင်ခိုးလုံလာသူတွေကိုစုငွေများချိမြင့်သွားမယ်လို့ရန်ကုန်တိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်ရှင်။ ါကတော့ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမကတော့ရှားပါ